န္တလေးမြို့ကဓမာယုံတရုံမှာဓမ္မစကြာရွတ်ဖတ်နေတဲ့အတန်ချက်ဆက်ကျိုးဖြုတ်ကနှောက်ရက်ခဲ့တဲ့နယ်သာလန်နိုင်ငံသားကိုပြစ်မှုပုံမှာ295ကာကြီးနဲ့လာအိုကဥပဒေပုံမှာ၄နှစ်မြင်းဆောင်73သစ်ဖြင့်အမှတ်9ရက်စကတ်မှာအမှုဖွင့်လာကြောင်းတိုင်းရက်တက်ဖွဲ့မှုရုံးမှသတင်းရရှိပါရယ်မဟာအောင်မြင်မြို့နယ်82လမ်းနဲ့83လမ်း38လမ်းနဲ့39လမ်းကြားတမာကောင်းရက်ကွက်ဓမာယုံမှာစက်တင်ဘာလ24ရက်နေ့ည7:00နာရီကဝင်းကျင်ကဓမ္မစကြာရွတ်နေစဉ်မြန်မာချင်းဆိုင်ဟိုတယ်မှာတဲခိုနေထိုင်တဲ့နယ်သာလန်နိုင်ငံသားတအူးကဝိရတန်စုညံတဲ့ဖြင့်ဓမာယုံအတွင်းဝင်ရောက်က အတန်ချက်ဆက်ကျိုးများလက်ဆက်ဝါယာကျိုးများကိုဆွဲဖြုတ်ပစ်ခဲ့ပြီးဓမာယုံဖျားခန်းအတွင်းသို့ဖက်နှက်စည်းဝင်ရောက်ခဲ့တဲ့အပြင်ဝေးရမှုကိုအနှောက်အယှက်ဖြစ်စေခဲ့တဲ့ဖြင့်ယခုကဲ့သို့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကိစ္စဖြစ်ပွားခဲ့တဲ့တမာလန်းဓမာယုံဟာဝါရင်းကာလာတိုင်းဥပုံနေ့မတိုင်ခင်အဖိနှိမ့်ညာတိုင်းဝေးရအတင်းမှာဝေးရလေးရှိတာဖြစ်ပါတယ်။